င်းကိုလက်စထရောထဲမှာအကျိုးပြုတဲ့ကိုလက်စထရောရှိသလိုအကျိုးမပြုတဲ့ကိုလက်စထရောတွေလည်းရှိပါတယ်။ဒီကိုလက်စထရော ပမာဏတွေကစားလိုက်တဲ့အစာအစာတွေပုံမှန်မူတည်ပြီးတော့ပမာဏကွဲခြားတာတွေရှိနိုင်ပါတယ်။နေ့စဉ်စားသောက်မှုတွေကကိုလက်စထရောအပေါ်မှာတက်ရောက်မှုတွေရှိနေတတ်ပါတယ်နော်။ဒါကြောင့်ဒီတစ်ခါမှာတော့သွေးရင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကြောင့်လို့ဘာတွေစားပြရမလဲဆိုတာကိုပြပြပေးခြင်းပါတယ်ရှင်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်တော့အသိရင် subscribe လုပ်ပြီးတော့ဗီနာ notification လေးကိုလည်းဖြည့်ခဲ့ပေးပါအောင်နော်။ မှာမကောင်းတဲ့ကိုလက်စထရောတွေများတာကသွေးကြောတွေထဲကအဆီအညစ်ကြေးတွေများပြီးတော့သွေးကြောကျင်းနာကနေတဆက်နှလုံးရောဂါခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။အကျိုးပြုကိုလက်စထရောတွေတိုးတက်စေဖို့အတွက်ကိုလက်လေးကျင့်ကနေလုပ်လို့ရတယ်လို့မကောင်းတဲ့သွေးကိုလက်စထရောတွေကြောက်အောင်လို့လုံဆောင်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့အခုလိုမျိုးအစာအစာတွေကိုနေ့စဉ်စားသောက်မှုမှာပါဝင်အောင်စားသုံးပေးဖို့လိုပါတယ်။ကဲဒီတော့သွေးကိုလက်စထရောတွေကြောက်အောင်ဘာတွေစားပေးရမလဲဆိုတော့ဆက်ပြီးကြည့်လိုက်ရအောင်နော်။ ပထမတစ်မျိုးကတော့အုတ်ကြုံနဲ့နှံစားသီးနှံတွေပါ။အုတ်ကြုံနဲ့နှံစားသီးနှံဒီမှာဆိုရင်အမြင်ဓာတ်တွေကျွဲဝါစွာပါဝင်နေပါတယ်။အမြင်ဓာတ်ကအစာချေစနစ်ကိုကျန်းမာစေသလို triglyceride ကိုလက်စထရောတွေကိုလည်းတိုးစေနိုင်ပါတယ်။ဒါကြောင့် triglyceride ကအကျိုးမပြုကိုလက်စထရောတွေကျဆင်းစေဖို့ဆိုရင်တော့နေ့စဉ်စားသုံးမှုမှာအုတ်ကြုံနဲ့နှံစားသီးနှံတွေကိုတစ်ပတ်ကစားလို့ပါဝင်အောင်စားသုံးပေးဖို့လိုအပ်ပါမယ်။နောက်တစ်မျိုးကတော့ပဲအမျိုးမျိုးပါ။နောက်ထပ်ပြောင်းဝင်လေတဲ့အမြင်ကို ရရှိနိုင်တဲ့အစားအစာအရင်းအမြစ်တစ်ခုကတော့ပဲအမျိုးမျိုးပဲဖြစ်ပါတယ်။ ပဲအမျိုးမျိုးကပရိုတင်းကျန်ဝါသလိုသွေးရင်းကိုလက်စထရောကျဆင်းစေဖို့လည်းထောက်ကူပေးပါတယ်။နောက်တစ်ချက်ကပဲအမျိုးမျိုးကအခြားကာဘိုဟိုက်ဒရိတ်ကျန်ဝါတဲ့အစားအစာတွေလိုမျိုးသွေးရင်းတကြားတက်ကိုမမြင့်တက်စေတာပဲဖြစ်ပါတယ်။ပဲအမျိုးမျိုးကသွေးရင်းတကြားတက်ကိုထိန်းချုပ်ပေးသလိုအကျိုးမပြုတဲ့သွေးရင်းကိုလက်စထရောကိုလည်းကျဆင်းစေနိုင်ပါတယ်ရှင်။နောက်ထပ်တစ်မျိုးကတော့ကစီဓာတ်မပါတဲ့ဟင်းသီးဟင်းရွက်တွေပါ။ကစီဓာတ်မပါတဲ့ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ကညိုကော်ဘီတို့ပန်းကော်ဘီစိတ် ခယန်းကျင်သည်ငရုတ်ပွတရုတ်နန်နန်မုံလာအုပ်နီကျွတ်တုန်နီနဲ့အစိမ်းအောင်ဟင်းသီးဟိရွက်တွေကိုစားပြီးတာကလည်းသွေးရင်းကိုလက်စထရောကျဆင်းစေနိုင်ပါတယ်။ဒီအသီးအရွက်တွေကအမင်နဲ့တိကျော်ဝါးစွာပါဝင်နေတယ်လို့ပရိုတီးန်တွေလည်းပါဝင်နေပါတယ်။ဒီအသီးအရွက်တွေကမကောင်းတဲ့သွေးရင်းကိုလက်စထရောကိုကျဆင်းစေပြီးရောနှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ရှင်။ နောက်ထပ်တစ်မျိုးကတော့အခုမှသီးရည်နဲ့အဆိပ်အဆန်တွေပဲဖြစ်ပါတယ်။မကောင်းတဲ့သီးရည်ကိုလန်စထရောတွေကြောက်အောင်လို့စားပြရမယ့်နောက်ထပ်စားစရာတစ်ခုကတော့အခုမှသီးရည်အမန်စစ်နှံ့ကျစစ် စားရတွေကိုလက်တစုပ်စာလောက်ပုံမှန်စားပေးတာကသီးရည်ကိုလန်စထရောကိုကျဆင်းစေဖို့အတွက်ထောက်ကူပေးနိုင်ပါတယ်။ ဒီအစဲအစံတွေနဲ့အခွန်မာသီးတွေကနှလုံးရောဂါဖြစ်နိုင်ကြို့လဲလျှော့ချပေးနိုင်ပါရဲ့ရှင်။ဒါဆိုတမျိုးကတော့သစ်သီးတွေပဲဖြစ်ပါတယ်။ berry သီးတွေဖြစ်ကြတဲ့ raspberry, raspberry, သလဲသီး, strawberry တွေကပျော်ဝင်လာတဲ့အမြင်ဓာတ်များစွာပါဝင်ပြီးတော့တခြားဓာတ်ပါဝင်မှုလည်းနေပါတယ်။အဲ့ဒါအပြင်တခြားအမြင်တက်များတဲ့အသီးအနှံတွေကိုလည်းစားပေးတင်ပါတယ်။ဒါကြောင့်တရိဂလီစရောကျဆင်းစေဖို့ဆိုရင်အမြင်တက်များတာတွေကိုပဲစားပေးလို့ရပါတယ်ရှင်။ နောက်တစ်မျိုးကတော့ပဲပီဆက်ပဲဖြစ်ပါတယ်။အပင်အခြေခံထားတဲ့အစားအစာတွေကအာဟာရပြည့်ဝတယ်လို့ကျန်းမာရေးနဲ့အတော်လေးရင်းမြစ်ပါတယ်။ဒါကြောင့်နေ့စဉ်စားသုံးမှုမှာပဲပီဆက်နဲ့ပဲပီဆက်ကနေထုတ်ထားတဲ့ပဲပြားတို့ဝစားရတွေကိုစားပေးတာကလည်းကျန်းမာစေဖို့နည်းလမ်းကောင်းပဲဖြစ်ပါတယ်။အကျိုးမပြည့်တဲ့သွေးရည်ကိုလည်းစရောကျဆင်းစေဖို့အတွက်ပဲပီဆက်ကိုစားပေးလို့ရပါတယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့ငါးပဲဖြစ်ပါတယ်။တူနာငါးတွေနဲ့ဆယ်မန်ငါးတွေကနှလုံးကျန်းမာစေပြီးတော့ Omega 3 fatty acid ပါဝင်နေတာကသွေးရင်းကို ဆိုတော့ကြောင်းလို့ထောက်ကူပေးနိုင်ပါတယ်။လေးစင်စားသုံးမှုမှာ omega 3 fatty acid ကျွဲဝါရဲ့ပိတဲ့ငါးတွေကိုစားသုံးပြီးတာကသွေးရည် cholesterol ကျဆင်းစီဖို့ထောက်ကူပေးနိုင်ပါတယ်ရှင်။အခုပြောခဲ့တဲ့အစားအစာတွေကိုနေ့စဉ်စားသုံးမှုမှာပါဝင်အောင်စားသုံးမိတာကသွေးရင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုကျဆင်းစေဖို့အတွက်ထောက်ကူပေးနိုင်မှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဦးနော်။